ါဠိကတဲ့ဗုဒ္ဓဘာသာပိုင်းနဲ့စာပြီလားတဲ့အမှန်တိုင်းသူလို့ရှိရင်မဟုတ်ပါဟိုး stop ရပြီအဲ့တော့ပါဠိစာပေကငါတို့ရဲ့ကိုယ်ပိုင်စာပေဖြစ်တယ်လို့ထင်နေကြတဲ့ဗုဒ္ဓဘာသာကိုတချို့တည်းအခုလို့ရှင်းပြပေးတဲ့တဲ့ယေရှုတင်ပါတယ်အဲကြောင့်တခြားတခြားသောဘာသာတွေ ဘာသာဝင်တွေအသုံးပြနေကြတဲ့ပါဠိစာပေအပေါ်မှာဥပမာအစ္စလမ်ဘာသာခရစ်ယာန်ဘာသာတွေပါဠိစာပေကိုအသုံးပြကြတဲ့သူရှိတယ်အဲ့တော့ဒါကိုပြတဲ့အခါဗုဒ္ဓဘာသာဝင်တချို့တွေကဟာငါတို့ရဲ့စာပေငါတို့ရဲ့ပါဠိစာကိုဘာကြောင့်မင်းတို့ယူသုံးရသလဲနော်အဲ့တော့ဒီနေ့ခွန်ကြီးကပြောပြသွားတယ်နော်အမတ်တရားကိုပြောပြသွားတယ်ပါဠိစာပေဟာဗုဒ္ဓဘာသာအပိုင်းစာပေမဟုတ်ပါဘူးတဲ့ နော်အဲဆိုရင်ဘာကြောင့်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ကိုယ်ပိုင်စာပေမဟုတ်တော့ဘူးဘာကြောင့်ကိုယ်ပိုင်စာပေဖြစ်ချင်ရတာလဲနော်အဲ့တော့မင်းသူမဆိုနော်ဘေးပါတာမဆိုဒီပါဠိစာပေနဲ့ပတ်သက်ပြီးတော့အတုံးပြုခွေရှိပါတယ်လွတ်လပ်စွာအတုံးပြုခွေရှိပါတယ်ဒီဦးစင်းလေးပြောတဲ့စကားကိုလူတဲ့နေရာလောက်ကနေဖြတ်ပြီးတော့ကိုလိုချင်တဲ့အထိပယ်တွေမဖွင့်ပါနဲ့နော်ပါဠိရယ်ပါဠိတော်ရယ်ဆိုပြီးတော့နှမျိုးရှိတယ် ပါဠိဆိုတာကပြောဆိုသုံးနှုန်းဖို့ထားတဲ့ဘာသာရပ်တစ်ခုပဲဘယ်သူမှမဆိုသုံးလို့ရတယ်နော်ပါဠိတော်ဆိုတာကအဲ့ဒီပါဠိဘာသာစကားနဲ့ဗုဒ္ဓကိုတော်တိုင်ဟောကြားထားတဲ့တရားတော်တွေကိုပြောတာဒါကြတော့ယူသုံးနေတာကပါဠိကိုယူသုံးတာမဟုတ်ဘူးပါဠိတော်ကိုယူသုံးနေတာနော်ဒါဆိုရင်သုံးခွင့်မရှိဘူးလားလို့မေးကောင်းမေးကြပါလိမ့်မယ်သုံးခွင့်ရှိပါတယ်သုံးပါနော်သို့တော့သုံးတဲ့နေရာမှာ ။မူရင်းပိုင်ရှင်ရဲ့အမိကိုတော့ထုတ်ဖော်ပြီးပြောဖို့လိုတာပေါ့နော်။မူရင်းပိုင်ရှင်ရဲ့အမိကိုထုတ်ဖော်မပြောဘဲကို့အာဘော်ပုံစံမျိုးနဲ့ပြောတယ်ဆိုရင်ခိုးတုံတာဖြစ်တယ်နော်။ပါဠိကိုယူတုံတာနဲ့ပါဠိတော်ကိုခိုးတုံတာကွဲပြားအောင်လုပ်ပါဦးနော်။အရှင်ဖေယားတခုလောက်မေးခွင့်ပြုပါဖေယား။တချို့ကဘယ်ဖေယားကဘလို့တကူကြီးတယ်ဥပမာအင်္ဂဖေယားနဲ့ရွှေတကုံစီရီကိုရှ िख ိုးလည်းရင်ကုသိုလ်ရတာကွာခြားပါသလားဖေယား။ ဖြည့်ပေးတော်မူပါဖရာတဲ့ရွှေတကုံတတိယမဟာမြတ်မုန်ဤသတိဖြင့်ဖရာဘွဲအမိတွေ क्वे ပြတော်လဲပဲအားလုံးကတော့ဥစဉ်တို့ကိုးကွယ်တဲ့ဂေါရမမြတ်စွာဘုရားကိုရည်ညွှန်းပြီးပူဇော်ကြတာပါဝိမာဏဝတ္ထုပါဠိတော်မှာတိဋ္ဌံတိနိဗ္ဗူတိစာပိတမေစိတ်တိတမန်ဖလံစေတောပဏိတိဖြေတုဟိတတ္တကိစ္ဆန္တိတုတ်ကရင်လို့ဟောကြားထားပါတယ်အိဘယ်ကတော့တတ်တော်ထင်ရှားဘုရားရှင်ကိုဖြစ်စေ ပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖယားရှင်တို့ကိုပဲဖြစ်စေဖယားရှင်များကျင့်ကြံရည်သည့်ဓာတ်တော်အမွေတော်များကိုပဲဖြစ်စေဖယားရှင်ကိုယိမ်းမှန်းထုလုပ်ထားသောစီတီပထိုးရုပ်ပွားစင်တုတော်များကိုပဲဖြစ်စေတတ်တော်ထင်ရှားဖယားတကယ်သို့သဘောထားပြီးတော့သူများတဲ့တရားတရားရှိမယ်ဆိုရင်ဘယ်ဖယားကိုပဲရှိခိုးပူဇော်သည်ဖြစ်ပါစေတတ်တော်ထင်ရှားဖယားရှင်ကိုကိုယ်ပယ်စိတ်ကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်ဘယ်ဖယားကိုပဲရှိခိုးရှိခိုး တတ်တော်ထင်ရှားဖရာရှင်ကိုရည်ညွှန်းပြီးရှ िख ိုးမယ်ဆိုရင်တော့ကုသိုလ်ရတာချင်းအတူတူပါပဲနော်။ကြွားချမှုမရှိပါဘူး။အရှင်ဖရာမသိလို့မေးပါရစီဖရာ။ဘုံကထိန်မှာအကအခုံတွေနဲ့ရုပ်ပြက်စင်းပြက်လှူနေတဲ့အလှဟာဒါနမြောက်ပါသလားဖရာတဲ့။ဣတိဝုတ်ပါဠိတော်မှာဒါနမြောက်ကြောင်းအင်္ဂါ၃ချက်ကိုဖော်ပြထားတာရှိပါတယ်။အဲ့ဒီအင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁ဗဒါတရားရှိခြင်း နှစ်လူပွဲဝတ္ထုရှိခြင်းသုံးအလူခံပုဂ္ဂိုလ်ရှိခြင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီမယ်ဆိုရင်ဒါနမြောက်ပါတယ်သို့တော်လည်းပဲဖျားအစားရှိတဲ့အရိယာတော်ကောင်းတွေဟာစုညံခြင်းကိုမလိုလားပဲသိစိတ်ခြင်းကိုနှစ်သက်ကြတဲ့အတွက်ကြောင့်အလူဒါနပြုတဲ့အခါမှာအတန်ချက်ဆက်တွေဖွင့်ပြီးစုစုညံညံတွေနဲ့လှူမယ်ဆိုရင်တော့ဖျားအစားရှိတဲ့အရိယာတော်ကောင်းတွေနှစ်သက်တော့ဒါနဖြစ်မှာမဟုတ်ပါဘူးဒါကြောင့် အလှူဒါနပြုတဲ့အခါမှာဖခင်အစရှိတဲ့အရိယာသူတော်ကောင်းတွေနှစ်သက်သောဒါနမျိုးကိုပြုတတ်ဖို့တော့လိုပါတယ်နော်ဖုံဖုံဖခင်တင်ကန်းဝိရချင်းရည်ရွယ်ချက်ကိုသိပါရသည်ဖခင်တဲ့သာသနာ့ဘောင်ထဲမှာတင်ကန်းဝိလာကြတဲ့ပုံကိုယ်တွေဟာတဦးနဲ့တဦးရည်ရွယ်ချက်မတူကြတာတွေရှိတယ်တချို့ကသာဝတ်နေရေးအစင်မပြေလို့တင်ကန်းဝိလာကြတာတချို့ကြတော့လည်းပဲတရားတရားကြောင့်တင်ကန်းဝိလာကြတာအဲတချို့ကြတော့လည်းပဲ မိဘဆွေမျိုးတွေကဝက်ခိုင်းလို့သင်္ကန်းဝက်လာကြတာဥစဉ်ဆိုရင်မိဘဆွေမျိုးတွေကဝက်ခိုင်းလို့သင်္ကန်းဝက်ရကနေအခုထိမြင်နေတာပါနော်ဒါကအပေါ်ယံအကြောင်းတရားတွေမတူတာကိုပြောတာဖြစ်ပါတယ်တကယ်တမ်းသင်္ကန်းဝက်ရခြင်းတကယ်ရည်ရွယ်ချက်အမှန်ကတန်တရာဝစင်းရဲ့ကလူမြောက်ကြောင်တရားကိုကျင့်ဖို့ပါဒါကြောင့်လည်းပဲယဟန်ပစင်အဖြစ်ကိုတောင်းပန်တဲ့အခါမှာတန်တရာတိဟုသောဝေဝကရည်ရည်မှဆယ်ယူ၍နိဗ္ဗာန်တိဟုသောကြည်ကုံထ၌တည်အောင်ထားတော်မူပါလို့တောင်းပန်ရခြင်းဖြစ်ပါတယ် ။ဒါကြောင့်တကယ်သင်္ကန်းဝေ့ရခြင်းရည်ရွယ်ချက်အမှန်ဟာတန်ត្រာဝိသင်းရက်ကလွမြောက်ကြောင်းတရားကိုကျင့်ဖို့ပါနော်။အရှင်ဖေယတပည့်တော်သည်နောက်ဘဝအတွက်အလင်းရအောင်ဘယ်သို့လှူဒန်းသင်ပါသလဲဖေယ။မှောင်မိုက်နေမှာကြောက်လို့ပါတဲ့။စီမီးလှူပါနော်။စီမီးလှူတဲ့ပုံကိုယ်တွေဟာကောင်းကျိုး၅မျိုးရပါတယ်။အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁တကိုးတေသောအာနုဘောကြည်ခြင်း၂ရဲရင်လျင်မြန်ခြင်း 3. ထွန်လင်းတောက်ပအစင်းလှခြင်း 4. ဉာဏ်ပညာထမြက်ကြီးကျယ်ခြင်း 5. ပိဋိနှစ်ပါးကြော်သောထင်ရှားခြင်းတို့ပဲဖြစ်ပါတယ်။အဆိုပါစင်မီလှူခြင်းအကျိုး၅ပါးထဲမှာထွန်လင်းတောက်ပအစင်းလှခြင်းဆိုတဲ့အချက်ပါတာကြောင့်နောက်ဘဝမှာအလင်းရကျင်တယ်ဆိုရင်ဒီဘဝမှာစင်မီလှူပါနော်။ရှင်ဖရားလိုအသားမဲအောင်ဘယ်လိုလုပ်ရပါသလဲဖရားတဲ့ခွဲ့မဲမဲတဲကို ောင်းငင်းငချိတ်ထည့်ပြီးတော့ဘုန်းကြီးကြီးစံပြီးနေတိုင်းစားပါပြီးရင်တစ်နှစ်လောက်ရေမချိုးပဲနဲ့နေပူထဲမှာအလုပ်လုပ်ပါနော်အဲ့ဒါဆိုရင်ပသားမဲလာပါလိမ့်မယ်ဒါကရေစရာပြောတာပါဥစဉ်လဲဘယ်လိုလုပ်ပြီးမှာတော့သူ့ဘာသာသူမဲနေတာနော်ဒါပေမဲ့ဥစဉ်ငငယ်တုန်းကတော့အသားဖြူတယ်လို့ပြောတယ်အသားဖြူလုံးလို့ဥစဉ်ကိုတရုတ်ကြီးလို့ခေါ်ကြတယ်နော်အခုမှကလာကြီးဖြစ်သွားတာပါ အရှင်ဖေရဖြေချပေးတော်မူပါငါးပါးသီလယူတယ်ဆိုပါတော့အဲ့ဒါတဏိတာအတွက်လားဖေရနောက်နေ့ကြတော့ပြတ်သွားရင်ဘယ်လိုအပြစ်ဖြစ်ပါသလဲဖေရတဲ့ငါးပါးသီလဆိုတာတဏိတာဆောင်ထင်းရတဲ့သီလမဟုတ်ဘူးနော်တစ်သလုံးဆောင်ထင်းရတဲ့နေစာသီလဖြစ်တယ်ရှစ်ပါးသီလကိုးပါးသီလဆယ်ပါးသီလစတဲ့သီလတွေကတော့အချိန်ပိုင်းခြားပြီးစောင့်လို့ရတဲ့သီလတွေဖြစ်တယ်နောက်ပြီးငါးပါးသီလဆိုတာ ဘာသာနဲ့လည်းမဆိုင်တယ်လို့လူမျိုးနဲ့လည်းမဆိုင်ဘူးလူသားတိုင်းဆောင်ထိန်အပ်တဲ့တရားဖြစ်တယ်။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်ဤကဘာသည်ဖျားငါးစုပွင့်တဲ့ဗဒကဘာဖြစ်တယ်။အခုဖျားလေးစုပွင့်ပြီးသွားပါပြီ။အဲ့ဒီဖျားလေးစုမပွင့်ခင်ကဘာဦးအစတဲ့ဘိုးကငါးပါးသီလဆိုတာပေါ်ပေါက်နေတာပါ။အဲ့ဒီလိုကဘာဦးအစတဲ့ကပေါ်ပေါက်နေတဲ့ငါးပါးသီလဖြစ်တာကြောင့်ငါးပါးသီလကိုကဘာဆောင်တရားလို့ခေါ်ပါတယ်။ ။နောက်ပြီးလူတွေရဲ့ကောင်းကျိုးကိုလည်းဖြစ်စေတာကြောင့်လောကဘာလတရားလို့လည်းခေါ်ပါတယ်။အဲ့ဒီလိုကဘာတောင်တရားတနည်းလောကဘာလတရားဖြစ်တာကြောင့်လူသားတိုင်းဆောင်ထိန်အပ်တဲ့တရားလည်းဖြစ်တယ်လို့နေ့စဉ်ဆောင်ထိန်အပ်တဲ့တရားလည်းဖြစ်ပါတယ်။ငါးပါးသီလပြတ်ပြီဆိုရင်တော့အပယ်လေးပါးမှာအကျိုးပေးနိုင်ပါတယ်နော်။အရှင်ဖေရတပည့်တော်ကောင်းမလေးကအိမ်ထောင်ကျသွားပါပြီတပည့်တော်ဆက်ချစ်နေရင်အပြစ်ဖြစ်ပါသလားဖေရတဲ့အပြစ်ဖြစ်တာပေါ့နော် သူများမယားကိုကြိတ်ချပြီးကြိတ်သားရနေခြင်းဟာ မနောကံမိထုံခုနှစ်မျိုးတစ်မျိုးမျိုးနဲ့ညီစွနေတာကြောင့်အပြည့်ဖြစ်ပါတယ်ကြိတ်ချပြီးကြိတ်သားရတာကနေတဆင့်မမယားဖြစ်အောင်ကြိုးစားမယ်ဆိုရင်တော့အဘိဇာဖြစ်သွားသည့်အတွက်မနောဒုစရိုက်ဖြစ်သွားပါပြီ မနောဒုစရိုက်ကိုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာကာယဒုစရိုက်ကိုကျူးလွန်ဖို့လည်းဝင်မလေးပါဘူးဒါကြောင့်သူများသားမယားကိုစိတ်နဲ့တောင် မပြတ်မှားသင့်ပါဘူး